က်သိန်းတော့ကောက်ရီမှာအကောင်းဆုံးယတနာကဘာလဲဆိုတဲ့အခါကျတော့ကိုအပေါ်မှာမိတ်ဆွေကောင်းဆိုတဲ့ယတနာကအကောင်းဆုံးဖြစ်လိမ့်မယ်။ဘာဖြစ်လို့ဒီစကားကိုကျွန်မပြောတာလဲဆိုလို့ရှိရင်လောကကြီးမှာအခုလိုခြေနေမျိုးမှာဖြစ်ပြတဲ့အချိန်တွေဟာလက်ရှိဖြစ်ကလာချိန်တွေမှာတော်တော်များများပြိုလဲကြရတဲ့ဓာတ်ရိုက်အဲဓာတ်ရိုက်ပုံငလျင်တန်းကိုခန်းစားရတဲ့သူရှိတယ်။ငလျင်တန်းကြောင့်စီးပွားရေးတွေလည်းပတ်ရခက်သွားတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအချိန်မှာမိတ်ကောင်းဆွေကောင်းရှိတဲ့သူကဘဝ ကိုပြန်လဲတီထောင်တဲ့နေရာမှာအစံကိုမှမြန်နဲ့မိတ်ကောင်းဆွေကောင်းမရှိတဲ့အခါကြလို့ရှင်ဘဝမှာ ပြိုလဲသွားတတ်တယ်အဲ့ဒီအတွက်ဘဝမှာမိကောင်းဆွေကောင်းရရှိဖို့ကိုပြောသမျှကိုချစ်တော်နာလေးတွေနဲ့စင်နိုင်ဖို့ကိုရဲ့စကားတွေကချစ်စရာကောင်းစေတဲ့စကားလေးတွေဖြစ်လာစေတဲ့ဖုန်းနံပါတ်တွဲဆိုတာရှိပါတယ်ဒါကဘာလဲဆိုတဲ့အခါကျတော့2 4 4 2 4 4 4ဆိုတဲ့ဖုန်းနံပါတ်အတွဲကမိကောင်းဆွေကောင်းကိုလည်းခေါ်ပေးတယ်ကိုပြောတဲ့စကားတွေကလည်းသူများရဲ့နားမှာပြသကားလို့ချုံမြေစေတဲ့ဖုန်းနံပါတ်တွဲဖြစ်တဲ့စီပွားရေးလုပ်တဲ့အခါမှာအခု ူညီကောင်းတွေရတဲ့အကယ်စစ်မှန်တဲ့မိတ်ဆွေတွေနဲ့သာပေါင်းသင်းဆက်ဆံရတဲ့ ကိုရောင်းသမျှရောင်းကောင်းရောင်းကုန်ဖြစ်စေပြီးတော့ကိုကိုအထက်လူကြီးတွေကလည်းချစ်ခင်စေတဲ့အောက်လက်ငယ်သားတွေကလည်းချစ်ခင်စေတဲ့ဖုန်းနံပါတ်အတွဲလေးဖြစ်တဲ့ဒီလိုကာလမှာဒီလိုဖုန်းနံပါတ်အကြောင်းဘာဖြစ်လို့ပြောလဲဆိုတဲ့အခါကျတော့ဘဝတွေကပြိုလဲသွားတာများတာနဲ့နဲတာပဲကွာလိမ့်မယ်အလုံးကပြန်ဆနေရတဲ့အချိန်မှာမိကောင်ဆွေကောင်ဆရာကောင်သမားကောင်ဆိုတာဘဝမှာရှိခဲ့တဲ့ဆိုလို့ရှိရင်ပြန်လဲတည်ထောင်တဲ့နေရာမှာအရန်ကိုမှအောင်မြင်မြန်ဆန်မှုကိုပေးတာဖြစ်တဲ့အဲ့ဒါ လေးကိုလက်ခံသဘောတူတယ်ဆိုလို့ရှိရင်ကျေစွပြီးတော့ comment မှာ yes လို့ပြောပါအောင်မြင်မြန်ဖို့အောင်မြင်ဖို့ဘဝကောင်းစားဖို့ဆိုလို့ရှိရင်တခြားငါမနေ့ကလုပ်မယ်နောက်တရက်လုပ်မယ်ဆိုတဲ့အတွေးကိုတွေးမဲ့အစားအခုလဲရှိတက်တက်အချိန်မှာကိုလှမ်းနိုင်တဲ့လက်ကနေပြီးတော့လှမ်းမယ်ဥပမာကိုကနေအလုပ်တွေကိုမလုပ်နိုင်သေးရင်မှာကိုရဲ့အတွင်းစိတ်ကိုအေးငြိမ့်လာအောင်တည်ငြိမ့်လာအောင်တည်ဆောက်ရမယ် ဘဝကိုအင်းကြီးလာအောင်တင်းကြီးလာအောင်တိဆောက်တတ်မှသာကိုယ့်ရဲ့စိတ်နှလုံးအေးချမ်းနေမှသာကိုယ့်အတွက်မိကောင်ဆွေကောင်းတွေက ရရှိနိုင်ပါတယ်။ဒါကြောင့်ချစ်ရတော်ချစ်မိတ်ဆွေတို့ရဲ့ဘဝအချင်းတူတူတွဲမှအောင်မြင်မြန်ဆန်ဖို့အတွက်တိတ်ကန်ဆောင်နေတဲ့ဖုန်းနံပါတ်ထဲမှာအခုနောက်ဆက်မပြောတဲ့0442 0442 လေးနဲ့လေးဆိုတဲ့အတွဲလေးတွေမပါသေးဘူးဆိုလို့ရှိရင်ပအောင်ရှာဝယ်လိုက်ကြပါတကယ်လို့စမိုင်းနားမလည်ဘူးဆိုလို့ရှိရင်အသေးစိတ်လာရောက်တိုင်ပင်လို့ရပါတယ်စမခိုင်စုတီပါဖုန်းနံပါတ်ရဲ့ပညာရှင်တယောက်ဖြစ်တဲ့တဲဘွားကိုအချိန်တိုးတိုးတွင်အောင်မြင်မြန်ဆန်ပြောင်းလဲဖို့အတွက်ဖုန်းနံပါတ်ပညာနဲ့လမ်းပြပေးနေတဲ့စမခိုင်စုတီဖြစ်တဲ့တာမန်ဘွားမှဒီဖုန်းနံပါတ်တစ်လုံးပြောင်းလဲသုံးဆွဲလိုက်တဲ့အခါမှာအော်ထူချာရလိုက်တဲ့ဘွားတစ်ခုကိုပြောင်းလဲသွားတဲ့ဆိုတာကဖုန်းနံပါတ်လဲထားတဲ့သူဒိုင်းရဲ့ ရလာတတ်သေးတွေကဆမပြောစရာတောင်မလိုခဲ့ပါဘူး။တင်ကိုတိုင်းလဲတကက်ကိုမအောင်မြင်မြန်ဆန်တဲ့ဘဝကိုရရှိချင်တယ်ဆိုလို့ရှိရင်အမြန်